hello အားလုံးမင်္ဂလာပါကျွန်တော်ဇောပါကျွန်တော်ကတော့ AI Amazon product တွေကိုရောင်းချနေတဲ့ advisor တဦးဖြစ်ပါတယ်ပေါ့နော် AI ဆိုတာကတော့ကျွန်မရဲ့ Amazon တက် Amazon တွေရောင်းချနေတဲ့ company တစ်ခုဖြစ်ပါတယ်ဒီနေ့ဘာလေးပြပြမလဲဆိုတော့ကြာတော့အပြိုကြီးလူယိုကြီးတွေဘာဖြစ်လို့ Amazon ထားတယ်လဲဆိုတာလေးကိုပြပြပေးမယ်နော်ဘာဖြစ်လို့လဲဆိုတော့အပြိုကြီးလူယိုကြီးဖြစ်တဲ့အတွက် ချိန်တိုင်းရင်တကူရဲတယောက်တည်းနေရတယ်တကူရဲတယောက်တည်းနေရတော့ကျမ်းမာရေးများတစုံတစ်ခုဖြစ်ခဲ့ရင်ကျွန်တော်တို့မှာလက်ထဲမှာပတ်စံအလုံးအလောက်ရှိရမယ်ရှိရှိမှာပုံတော့ရှိမှာဒါလည်းပို့ပြီးတော့အဆင်ပြေတယ်အဲပြီးတော့ပြီးတဲ့အခါကျလို့ရှင်ပြုစုဆောင်ရှောက်မဲ့သူဆိုတာကလည်းကိုကပတ်စံရှိထားမှာလက်ထဲမှာပူပေါ်တည်တည်နဲ့ရှိထားမှာဒါတူတွေတူမှာလည်းအားလုံးကဆောင်ရှောက်မယ် ဆောင်းလျှောက်มาပေါ့เนาะအဲ့တော့ကိုကမောင်နှမသားချင်းရှိနေခဲ့တယ်ဆိုရင်လည်းကို့ကိုကျမရဲ့အမခံစီရေသူတို့ဒီဘလောက်ထိထောက်ပံ့มาလဲထောက်ပံ့တဲ့သူလည်းရှိရင်လည်းရှိมาပေါ့เนาะဒါကတော့ဟိုဒီယာလူတိုင်းတော့သူ့အကြောင်းတရားနဲ့သူတော့ရှိနေတာဆိုတော့လေအဲ့တော့ကျွန်တော်တို့ကဒီအာမခံထားလိုက်ရခြင်းပေါ့เนาะဥမာကျမရဲ့အမခံကျမရဲ့အာမခံထားလိုက်ရ ော်တို့တခုခုဒီအပြုကြီးလူလူကြီးတွေတခုခုဖြစ်သွားလို့ရှင်ကျွန်တော်တို့ဒီကိုစီရင်နဲ့ကိုစေကူတလို့ရတယ်ဘသူမျက်နာဟိုမှာဒါကြည်စားလည်းမလို့ဘသူစီရမှာတူတူမစီရလည်းပတ်စံတောင်းစရာမလို့ညမောင်နှမတားချင်းနေကြီးရလဲကျွန်တော်တို့ကနေပြောငါးစီကူတာစီမရှိလို့ငါးစီကူတာစီလိုနေလို့ဆိုပြီးတော့တောင်းဆရာမလိုဘူးပေါ့နော်မလိုဘူးအဲ့တော့ကိုကကိုရဲ့လက်ရှိရှိနေတဲ့ဝင်ဝင်နဲ့ဟိုနောက်ဆုံးပတ်စံရှင်ရှိတဲ့လိုမျိုး အဲလုံလုံငန်းငါလောက်လောက်ငန်းငါဝယ်ထားလို့ရတယ်ဝယ်ထားလို့ရတာဒီဒါကျမကြီးအာမခံပေါ့နော်ကျမကြီးအာမခံမှာဝယ်ထားလို့ရပါတယ်အဲ့ဒါကြလို့ရှိရင်ကိုကဘသူစီဟိုမှလည်းမျက်နှာငယ်ဟိုတလောတော့ငါကျွန်တော်ကိုတလောဆော်ပြီးခဲ့တဲ့အဘက်ကမှကျွန်တော်ကိုရင်ခေါင်းအမတယောက်ပုံဆက်တယ်သူကျမကြီးအာမခံထားခြင်းလို့ပေါ့နော်ကျမကြီးနဲ့အကြီးကျမကြီးအာမခံနဲ့ပတ်သက်ပြီးတော့အเจ้าရာတွေကိုသူကမေးတယ် ဟောဘာဘလူးခံစားခွင့်ရှိလဲဘာညာပေါ့နော်အဲ့တော့ तू ပြောသွားတာတခုမဲ့အမအားတဲ့ထားခြင်းနဲ့ရည်ရချက်ကတော့တဲ့ဘာလို့ဆိုအမအပြုတ်ကြီးဖြစ်နေလို့တဲ့အဲ့တော့အပြုတ်ကြီးဖြစ်တဲ့ကားတဲ့အမတခုခုဖြစ်သွားခဲ့လို့ရှိရင်တဲ့တူတူမတွေအမျိုးတွေဆီကအမပတ်စံတောင်းခြင်းမို့တဲ့မတောင်းခြင်းမို့အဲ့ဒါကြောင့်မို့လို့အမကကျမကြီးအာမခံကို ပို့ပြီးတော့စိတ်ဝင်စားတယ်အမမများတခုခုဖြစ်ခဲ့လို့ရှိရင်ကျမရဲ့အာမကအကာအကွယ်ယူထားတဲ့အတွက်မျက်နှာငယ်စရာမလိုအောင်မို့လို့တဲ့အမကထားချင်တာညီမလေးဆိုပြီးတော့ကျွန်တော်ကိုသူကသူ့ထားချင်တဲ့အကြောင်းလေးပြပြသွားတယ်အဲ့တော့အပြိုကြီးလူပြိုကြီးဒီဘာမှပူစရာမလိုပါဘူးကျမရဲ့အာမခံကခင်ဗျားတို့နားမှာရှိမှဖြစ်တဲ့အတွက် အမခံထားဖို့ပဲလိုပါတယ်စိတ်ကူတာစိတ်ကိုလုံးဝစိတ်ပူစရာမလိုဘဲနဲ့ထားလို့ရပါတယ်လို့အဲ့ဒါလေးကိုလာပြီးတော့အကြံဉာဏ်လာသေးတာပါကျေးဇူးများတင်ပါတယ်ကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်း